ာကျွန်တော်တင်ပြမယ့်အကြောင်းအရာတွေကအညာမှာပြိနှောက်မယ်ဖျားတွေအကြောင်းကိုပဲဖော်ပြပေးချင်တာပါပရမောဆုံးသတင်းတစ်ခုက NUG ကာဝေးတပ်ဖွဲ့ဝင်လောက်ခံတွေကကျွန်တော်တို့တစ်ကိုလေလံတင်ပြီးတော့ရောင်းချလိုက်တယ်အဲ့ဒီလေလံတင်ပြီးတဲ့လေလံတင်ပြီးတော့ရောင်းချလိုက်တဲ့တစ်ကားကိုကျွန်တော်တို့ LPDF အဖွဲ့တစ်ဖွဲ့က လမ်းမှာဖန်စီလိုက်တယ်အဲ့ဒီ LPDF local PDF ပေါ့ဗျာ Southern YSO PDF တဖွဲ့ကဖန်လိုက်တာဖြစ်တယ်သူတို့ဖန်လိုက်တဲ့အကြောင်းပြချက်ကအနည်းကြီးလေးလေးတရားချလိုက်တဲ့ဒီကံကောခရိုင်ကျောက်တိုက်နယ်ကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ပြီပေါ့ဗျာသူတို့လေလံတင်ရောင်းချလိုက်တဲ့ဒါကျွန်းတက်တွေဟာတဲ့မဟုတ်ဘူးလေရင်ကွင်းအတွက် သုံးဖြုတ်ဖို့ဖြစ်နေတဲ့အတွက်သူတို့တွေဖန်ဆီးလိုက်တာလေဆိုပါတယ်ဒီเจ้าတွေကိုကျွန်တော်လည်းကျွန်တော်မိသားစုဝင်တွေစူးနေချင်ပါတယ်ဒီငယ်တင်ပြမဲ့အကြောင်းအရာတွေကျွန်တော်ရဲ့မိသားစုကိုကျွန်တော်တကယ်အားနာမိတယ်ဗျာဘာလို့အားလုံးတိုင်းနေကြတာခင်ဗျာကျွန်တော် YouTube channel မှာတက်ကြလာပါတယ်ကျွန်တော်တို့ channel ဟာဆိုရင်နေ့စဉ်နေ့တိုင်းနေ့တိုင်းတက်တယ်တိုင်းတိုင်းကောင်းတွေကိုတင်ဆက်ပေးနေရမှာကျွန်တော်ရဲ့ channel ကိုလည်းဆက်ပြီးတော့ပေးတယ်လိုက်ကြည့်ကြပါဦးပြန်လည်းမြန်မာနေပြည်တော်နဲ့နေပြည်တော်တောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်လဲဆိုတော့ ကျွန်တော်တို့ဒါကြောင်မဲမြို့တွင်းတိုက်ပွဲပြန်လည်ဖြစ်ပွားနေတဲ့အခြေအနေအကြံဖက်စစ်ခွေးစစ်ကြောင်းတွေကကျွန်တော်တို့ TNLA ထိချုပ်ထားတဲ့ကြောင်မဲမြို့အတွင်းတထွိဝင်ရောက်သွားပါပြီဆိုတော့ TNLA ကလည်းအကောင်းဆုံးခုခံနေတဲ့အခြေအနေတွေကြောကြားနေရတယ်ပြီးတော့ဗမော်မှာလည်းပဲကျွန်တော်တို့သူရင်ကိုရင်တိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်မှာအညာမှာပွင့်တော်မယ်ညာမှာရှိနေတဲ့ ဖះအမြောက်များစွာအကြောင်းကိုကျွန်တော်ပြောပြရမှာတကယ်အားငါမိပါတယ်ဟုတ်ပြီဒရင်ကောင်းခုလည်းရှိပါသေးတယ်ဒူပူမူကြီးတယောက်စုတ်ပြတ်သက်သွားတဲ့အကြောင်းတွေကိုကျွန်တော်ဖော်ပြပေးမယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိသားစုဝင်တဦးချင်းစီတိုင်းကိုလေးစားဖိတ်ခေါ်လိုက်ပါတယ်အကြံပေးစစ်ခွတ်တရဒူပူမူကြီးတကောင်အဲ့တော်လိုင်းတက်ဖွဲ့ဝင်တွေပြက်ခတ်လိုက်တဲ့စတိုက်ပါကြီးကြောင့်စုတ်ပြတ်တက်ပြီးတော့တည်ဆုံးသွားပါတယ်လောက်တော့စုတ်ပြတ်သက်သွားလဲဆိုရင် ခေါင်းတော့မရှိတော့ဘူးလေကျွန်တော်မိသားစုကျွန်တော်စတိုက်ပါကြီးဒိုက်ထိမှန်သွားတဲ့အခြေအနေကပွင့်ထွက်သွားတဲ့အဖြစ်ပုံစံမျိုးလို့ကျွန်တော်ကတော့ယူဆမိပါတယ်ပြီးတော့ဒီလိုမျိုးစုတ်ပြတ်တတ်ပြီးတော့တေဆုံးသွားတယ်အဲ့ဒီဒုပုံမူကြီးဆိုတဲ့ကောင်ကိုအဲ့ဒီရှေ့တန်းစစ်မနာပြင်မာလည်းဘဲဘောင်းဒီဒိုလေးနဲ့မပါချလိုက်တယ်လို့ကြားသိထားရတာဖြစ်ပါတယ် ကျွန်တော်ဒုဗုံမူကြီးဒုတိယဗုံမူကြီးအဆင့်ကိုဘောင်းမီတိုလေးနဲ့ပြီးသလိုမတလားမတာချလိုက်ရတဲ့အဖြစ်ကျွန်တော်ရမိသားစုဝင်နေအဲ့ဒီချက်ဆိုးတဲ့ဖြစ်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့အဲ့ဒီခေါင်းပွင့်ပြီးတော့စုပ်ပြတ်သွားတဲ့ဒုဗုံမူကြီးရဲ့အလောင်းကိုဟာဓပုံရိုက်လို့တော့မရတဲ့မြင်းလို့မကောင်းတဲ့အခြေအနေကြောင့်မြင်းမြုပ်ပြီးတော့မှဓပုံရိုက်ပြီးတော့သူတို့မိသားစုဝင်တွေကိုလှမ်းပြီးတော့ပို့လိုက်တယ်တဲ့ဓပုံလေးပေါ့နော် တည်သွားပြီပေါ့ဆိုတော့မိသားစုအဝင်နေနေနဲ့စဉ်းစားကြည့်ကျွန်တော်မိသားစုတင်းကျို့ကိုလည်းမရဘူးဓာတ်ပေါ်ကြီးလည်းပြန်မရဘူးဘလို့ပုံစံမျိုးတည်ဆုံးသွားတယ်ဆိုတာလည်းဘာမှမသိရအောင်ဒါလက်ရှိလက်တလောအကျံဖက်စစ်ခွေးတက်မိသားစုဝင်နေကြုံတွေ့နေရတဲ့အခြေအနေဒါအပြင်သူတို့ညာကြီးလုံမယ်ဆိုရင်လည်းပဲတိုးတိုးတိတ်တိတ်ပဲလုပ်ကြတယ်တို့ဒီဒုမူကြီးရဲ့နာကြီး တိတ်သူမိသားစုကလမ်းညော်တန်းတက်ပြီးတော့ရေသက်ချမျှဝေးရတယ်ပေါ့ဗျာဒီလိုအချင်းကြီးကျွန်တော်ရဲ့မိသားစုမနေပြီးတော့ကျွန်တော်တို့ကြားသိတဲ့လောက်ကတော့သူသူတို့စီမှာတာသမီ၃ယောက်ကြံခဲ့တယ်လို့သိရပါတယ်ဟုတ်ပြီအာနာရှင်တွေလက်ရှိအာနာသိန်းအုပ်စုဒီအုပ်စုကိုအသက်ပေးပြီးတော့ကာဝယ်ခဲ့တယ်အဲ့ဒီဂျူဘူမူကြီးရဲ့မိသားစုဝင်တွေ တို့ရဲ့သားသမီးတွေလူပုံအလယ်မှာညံ့တာမပြရဲဘူးကျမကဒုဗုံမူကြီးရဲ့သမီးပါကျွန်မကျွန်တော်ကဒုဗုံမူကြီးရဲ့သားပါဆိုပြီးတော့ဘယ်သူမှထုတ်ဖော်မပြောရဲဘူးအခုတေသွားတာတော့မှဓာတ်ပေါ်လေးလည်းမရဘူးမြေမြုပ်တင်းကျို့ဖို့လည်းတို့တွေအခွင့်အရေးမပေးလိုက်ဘူးရေမြုပ်ပြီးတဲ့ရေပုံလေးကိုပဲဓာတ်ပုံရိုက်ပြီးတော့ပို့လိုက်တယ်လို့ကျွန်တော်တို့သိရှိထားရတာပါဒါကတော့တို့ရွေးချယ်တဲ့လမ်းသူတို့ကတဲ့ဇက်လက်ရှိအချမ်းဖက်စစ်ခွေးတက်က ဒါဒုဗိုလ်မှုကြီးတယ်အများပြားနေရာစုံမှာတိတ်ဆုံးနေရတယ်ဘာကြောင့်လဲဆိုတော့မင်းအောင်နိုင်ကသူ့ရဲ့ရွေးကောက်ပွဲအထမြောက်ဖို့အတွက်ပဲသူကတာဂက်ထားတာကျန်တာတွေအကုန်လုံးကတော့ခြာနေနေတာဖြစ်တယ်အခုဆိုရင်ကျွန်တော်တို့ဒါသူတို့စစ်မှုရပတ်စင်၁၄၁၅ထိလဲပေါ်တာတွေတောက်လျှောက်ဆွဲလာခဲ့တယ်ကျွန်တော်စစ်မှုတန်းလူစင်ရင်မပြေဘူးဆိုရှင်ဖိအားတွေပေးပြီးတော့ဤမျိုးစုံနဲ့ရာသမျှလူတွေကို ဟောတာဆွဲပြီးတော့အတင်းအဓမ္မစစ်မှုထန်ခိုင်းတယ်အဲ့ဒီလူတွေကိုပဲအုံပြုပြီးတော့ရှေ့တန်းမှာအသေးခံခိုင်းတယ်အပုံလိုက်အပုံလိုက်တေးတာပဲပြီးတော့အဲ့ဒီလူတွေနဲ့ပဲကျွန်တော်တို့တို့လက်လက်ဆုံးဆွဲရတဲ့နေမြေထွေကိုအတကုံဖုံးစစ်ဆင်ခိုင်းတာထောင်နဲ့တောင်းနဲ့ချီတဲ့အခြေအနေပေါ့ဗျာကျွန်တော်ပြောပြသားပါဒါသူတို့အတွက်နောက်ဆုံးပါပဲဆိုတာမျိုးဟုတ်ပြီဒီနေ့မှာကြောင်မဲမြို့တွင်းတိုက်ပွဲတွေမှာပြင်းထန်နေတယ်မြို့တွင်းတွေကိုအချမ်းဖက်စစ်ခွေးစစ်ကြောင်းကဝင်ရောက်သွားပြီး ဆိုတော့တဖက်ရက်ပွက် lobby တွေမှာတော့အကြောင်းမဲကိုသူတို့တွေထိ ंछ ုပ်ထားပြီးပါညာတော့သူတို့တွေတင်နေတဲ့ထပ်ပုံတွေကိုကျွန်တော်တို့တွေ့ရတယ်။သတင်းတွေလည်းကျွန်တော်ကြားနေရတယ်။ဒါဟာပြဿနာမဟုတ်ပါဘူး။ဒါဟာပြဿနာမဟုတ်ပါဘူး။အဓိကကကျွန်တော်တို့အာကောင်းမွန်စွာကျွန်တော်ပြင်ဆင်စုဖွဲ့ပြီးတော့အလုံးလုံးနိုင်ဖို့ပဲလိုတာပါ။လက်ရှိတရားနယ်လေးထုတ်ပြန်ချက်မှာဆိုရင်လည်းပဲဒါအကြောင်းမဲမျိုးအတွင်းနဲ့အထိကျွန်တော်တစ်ဖက်နဲ့ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့သူတို့ရေထုတ်ပြန်ကြေညာချက်မှာတွေ့ရပါတယ်။ ီးတော့ကျွန်တော်တို့ဗမော်မှာလည်းပဲအကြောင်းဖက်စစ်ခွေးတက်အင်အားသုံးပြီးတော့ညအတွင်းထဲမှာကျော် KIA နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေနဲ့ပြင်းပြင်းထန်ထန်တိုက်ပွဲတွေဖြစ်နေတယ်အဲ့ဒီမှာလည်းဘာဘန်ကြားပန်ဖြစ်နေတာကိုကျွန်တော်တို့တောက်လျှောက်ကြားနေရတာဖြစ်ပါတယ်ကျွန်တော်မိသားစုဝင်နေတော့ game ပြီးနေမှာလည်းပဲဒါဘုံလုံးကြီးလုံးမကိုကြီးတွက်လို့မရအောင်ဘူးသူတို့ခံမှန်းနေတဲ့နေရာကိုနေရောညရောမနှက်ကော ချိန်တိုင်းကိုဘုံကျဲနေတာကိုကျွန်တော်မိသားစုဝင်လေးကြားတင်းတော့ကြားမှာဖြစ်ပါတယ်ဒီလိုမျိုးတိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်မှာကျွန်တော်ရဲ့အညာဒေတာမှာတော့ NUG ကလီလန်တင်ရောင်းချလိုက်တဲ့တက်ကားပေါ့ဗျာကျွန်းတက်ကားကို local pdf အဖွဲ့တစ်ဖွဲ့ကဖန်စီထိမ့်သိမ့်လိုက်ပါ ကျွန်တော်တုံးတဲ့အမြင်ကတော့ဒီလိုမျိုးဖြစ်ပြမျိုးတွေကိုကျွန်တော်တို့တကယ့်ကိုမမြင်ချင်းမတွေ့ချင်းမကြားချင်းပါဘူး။တော်ရင်ရံပုံမူရဲ့အတွက်အာဂိတ်ထောင်ကြရဲဂိတ်ဖွင့်ကြရဲဆိုတာလူလေကျွန်တော်တို့အမြင်နဲ့ကြားနေရပါတယ်။ပြီးတော့တော်ရင်ရံပုံမူရဲ့အတွက်ကျွန်တော်တို့အာရွှေတွန်းနေကြရဲကျုံးနေထုံနေကြရဲတစ်တီခိုးထုံနေကြရဲဆိုတာမျိုးကိုလည်းပဲကျွန်တော်တို့ကြားနေရတယ်။ဒါဟာကျွန်တော်တော်လန်ရင်းတော်တော်လေးကို ရှိရစီပါတယ်ဒီလက်ဆိုတာကကျွန်တော်ကျွန်တော်ရဲ့ယန္တူကတဖွဲ့လေးဖြစ်တယ်ကျွန်တော်နိုင်ငံကိုတောက်လျှောက်ဒုက္ခပေးခဲ့တဲ့ဒါစစ်တပ်အမိတ်တစ်ခုလေးအောက်မှာသွားနေတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့တော်လန်သောတဖွဲ့ဝင်တွေကအဖွဲ့အများကြီးဖြစ်နေတယ်ဒါအပြင်တဖွဲ့နဲ့တဖွဲ့ဒါပေါ့နော် ဒီ connection ပြတ်နေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်အခုဆိုရင်ဟဲ့လားကျွန်တော်လေလံတင်ရောက်ချလိုက်တဲ့ကျွန်းသစ်ကဟဲ့ဟုတ်ပြီလေလံတင်ရောက်တဲ့သူကတော့ရောင်းလိုက်ဒီကျွန်းသစ်တွေဘယ်မှာသုံးလဲဆိုတာကိုလည်းဝယ်တဲ့သူကလဲသိကျင်သိမယ်ဒါမှမဟုတ်တဆင့်ကံဝယ်တဲ့သူတွေလည်းဖြစ်ကောင်းဖြစ်မယ်ကျွန်တော်ဒါကိုတော့ဘာမှမချက်ပေးကြမလို့ဘူးဒါပေါ်တော့ဒါပုံလေရင်ကွင်းအသုံးပြုပြီးထိမ့်သိမ်းဖို့လေရင်ကွင်းအမှန်တကယ်အသုံးပြုမယ်ဆိုရင်တော့ ဒါဟာတော်တော်လေးကိုစူးစူးဝါအခြေအနေတစ်ခုပေါ့တော့ပြည်သူကတော့လိမ်လို့မရပါဘူးတည်င်းကတော့အမှန်ထွက်လာမှာဖြစ်ပါတယ်ဆိုရင်ကတော့အဖွဲ့နဲ့တစ်ဖွဲ့အဲကျွန်တော်တို့အာအချောင်းကြတာတွေပြီးတော့တစ်ဖက်နဲ့တစ်ဖက်ပူးပေါင်းပြီးတော့ဆောင်ရတာမျိုးတွေကိုမတွေ့ရတော့ကျွန်တော်တို့ကစိတ်မကောင်းဖြစ်တာပါဒီဘက်ကအဖွဲ့တွေကလာတယ်ဒီဘက်ကအဖွဲ့တွေနဲ့တွေ့တယ်ဒီဘက်ကအဖွဲ့တွေကဖမ်းတယ် ီတော့ဒီဘက်အဖွဲ့တွေကလည်းပဲသူသူတို့ဒါဖန်စီရဖန်စီချင်းရဲ့ရွယ်ချက်တွေအကြောင်းတရားတွေတော့အများကြီးရှိမှာပေါ့ဗျာဟုတ်ပြီဒါကြောင့်ကျွန်တော်ကအညာမှာဖျားဘနစုပွင့်ပါလဲဆိုတာမျိုးမိခွန်းထုတ်တာဒါတော်လည်းအတွက်မကောင်းတဲ့လက္ခဏာတွေဖြစ်တယ်ဒါတွေကိုကျွန်တော်တို့ပြည်သူတွေသိဖို့အတွက်ကျွန်တော်ကဒီနေ့ဒီသတင်းကိုဖော်ပြပေးနေခြင်းဖြစ်တယ်ပြီးတော့ဒါနဲ့တစ်ဆက်တည်းမှာပဲ plan မျိုးနေ ကျွန်တော်တို့ဘီယန္နာနေဘိုနကားကလည်းပဲပေါ့နော်စကိုင်းတိုင်းရင်းမပင်ခရိုင်ပလဲမြို့နယ်အတွင်းမှာလက်လက်ကင်ပြီးတော့ကိုဂျိုးစီပါအတွက်တစ်ထုတ်လို့နေတဲ့သူတွေကိုစတင်စစ်ဆေးဓာတ်တွေလှုပ်ဆောင်နေပြီဖြစ်တယ်လို့ဗမာအမျိုးသားတပ်မတော်တော်လိုင်းရေးတပ်မတော် BNRA ခေါင်းဆောင်ဘိုနကားကပြောပါတယ်ပလဲမျိုးနေမှာတဲ့တော်လိုင်းအကြောင်းပြပြီးတော့ကိုကျိုးစီပွားအတွက်တစ်တော်တွေခုတ်ယူသုံးဆွဲတာနဲ့တဲ့ တဲဆောင်သားတွေကိုတွေ့ရင်နဲ့ဘယ်ဖွဲ့စည်းမစို့မျိုးသားညီညွတ်မျိုးသားတော်လှန်ရေးဗမာမျိုးသားတော်လှန်ရေးတက်မှာတော့ BNR အနေနဲ့ပြက်ပြက်သားသားတင်းယူပြီးတော့ဒေသဖွဲ့မျိုးရေးအတွက်သုံးဆွဲသွားမှာဖြစ်တယ်လို့ BNR ကပြီးခဲ့တဲ့စက်တင်ဘာလ25ရက်နေ့မှာသတင်းထုတ်ပြန်ထားတာကိုတွေ့ရမှာဖြစ်တယ်။သူရဲ့ပြောဆိုချက်တွေမှာလုပ်နေတဲ့သူတွေကတော်လှန်အမိခံထားတဲ့အဖွဲ့တွေဖြစ်နေတော့ပိုခတ်တယ် စစ်စစ်မှန်မှန်သုံးတာထက်ကိုဂျိုးတမားတွေပုံများနေပါလေတဲ့ဒီကိစ္စတွေကစတင်ပြီးတော့ကင်တွေနေပါပြီတဲ့တနုကျွန်းတက်တော်ကိုတဲ့လက်နက်တွေကင်ပြီးတော့ခုတ်နေတာပြီးတော့ဒေသခံလူလူလာရောက်သတင်းပေးတိုင်တန်းလို့တွားရောက်စစ်ဆေးခဲ့ရမှာလက်ရှိစစ်ဆေးတွေ့ရှိမှုတွေဒီဒီတန်ချိန်တထောင်ကျော်ရှိနေပြီလို့တိရှိထားရပါတယ်အခြား local ဖွဲ့တွေကလည်းမလုပ်ရဲကြပါဘူးတဲ့ NUG ရဲ့ပတ်သုံးလုံးတည်ရင်တွေပါတဲ့တည်ရင်6အပါဝင် တရင်၃ရင်းလောက်ကတော့အခုကိစ္စမှာမပါဘူးလို့သိရပါတယ်ဒေတာကလူရဲ့ဒါကိုပိုင် site မွေးထားတဲ့ကျောင်းမင်အချုပ်ကိုအတင်းခုတ်ယူတယ်လာတိုင်းရင်လည်းပြိမိတ်ပါတယ်လို့ပြီးတော့ချိန်ချောက်ပြောဆိုပြီးတော့လာတိုင်းအကူကြီးတောင်းတာတွေကြောင်းနဲ့အခုလို့ထုတ်ပြန်ကြီးညာဒါတွေပေါ့နော်ပြောဆိုဒါတွေဒါဖြစ်ပေါ်လာတာဖြစ်တယ်လို့ပြောပြပါတယ်ဟုတ်ပြီဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ plan မျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိတဲ့သူကဗာပြောလဲဆိုတော့ BNRA စာထုတ်တိုင်းလိုက်ပြီးတော့ရှင်းပြနေနဲ့တော်လန်ရေးနှောင့်နေတာပဲအဖက်တင်ပါမယ်ဗျာတဲ့ရှင်းမပြတော့ပါဘူးတဲ့ plan မျိုးနဲ့ပါဝင်တဲ့ရင်းမပင်ခိုင်ထဲမှာရှိတဲ့တတော်တွေနဲ့အလောင်းတော်ကတ်တပတတော်ကျိုးဝိုင်းတဲ့ကတစ်တွေအပါဝင် တကိုးထုတ်မှုတွေအများပြားရှိနေစေဖြစ်ပြီးတော့ဒီလိုတကိုးထုတ်ယူနေတဲ့အထက်မှာတော်လန်ရေးတပ်ဖွဲ့ဝင်အချို့ပါဝင်နေတယ်ဆိုတာကလည်းမြေပြည်တော်လန်ရေးသတင်းရင်းမြစ်တွေကပြောဆိုထားတယ်လို့လည်းဆိုရတယ်ဒါကတော့လက်ရှိဖြစ်နေတဲ့ဖြစ်သက်တာတွေကျွန်တော်မိသားစုဝင်ဆိုတော့ကျွန်တော်တို့ကျွန်တော်မိသားစုဝင်တွေဝညာကတည်လာမှာလေဝညာကအာကျွန်တော်တို့ဝလုံးလေးတွေကန်ပြီးတော့အပေါ်ကကခုံရတယ်အောက်ကဝလုံးနှလုံးနဲ့ညှက်ကြတာပေါ့နော်ဒါကျွန်တော်တို့ရဲ့ရိုးရာအကတခုပေါ့နော် ဆိုတော့အပေါ်မှာကနေတဲ့သူကလည်းကိုယ်ဒီအဖွဲ့ပဲအောက်ကနေပြီးတော့လိုက်ညက်နေတဲ့သူတွေကလည်းကိုယ်ဒီအဖွဲ့ပဲပြီးသွားရင်ကနေတဲ့သူတွေကတစ်ဖက်ပြန်ပြီးတော့ဝါညက်တယ်ပြီးတော့ခုနကတော့ဝါညက်နေတဲ့သူတွေကတစ်ခါပြန်ပြီးတော့အပေါ်မှာတက်ကအဲ့တော့ဘသူဝဲဘာပဲလှုပ်လှုပ်တော်လန်ရေးဆိုတဲ့ခေါင်းစဉ်အောက်ကပဲဖြစ်နေတယ်နင့်ကဆုံးရှုံးသူတွေဟာ ျွန်တော်ပြည်သူလူထုပဲဖြစ်အညာမှာဘုရားဗနစုပွင့်ကြအောင်ပါလေပြီးတော့လက်ရှိ local pdf တွေပြီးတော့တတိပုတ်လရက်တည်နေတဲ့သူတွေကျွန်တော်တို့နိုင်ငံတွင်းထဲမှာကျွန်တော်တို့ရသားပြည်သူတွေနေစဉ်ရဲဆက်ဆက်ဘုံကျက်တက်ပြတ်ခံရတဲ့အခြေအနေတွေမျက်နှာတွေ ကျွန်တော်အားလုံးမိမိတို့ရဲ့မာနတွေကိုချိုးနှိမ်ပြီးတော့တတ်နိုင်ဆုံးနိလန်းတွေနဲ့စူးစီးဖို့တာပြင်ကြပါဘလို့ပဲဖြစ်ဖြစ်ငါကသူ့အောက်ဝင်ရမှာမဟုတ်လို့သူကငါ့အောက်ဝင်ရမှာမဟုတ်လို့ငါကတော့ငါလက်နဲ့ငါရှာပြီးတော့လုပ်နေရတာမဟုတ်လို့ငါကတော့ငါတက်ဖွဲ့အတွက်ငါရိတ်ခါတွေရှာဖွေနေရတာမဟုတ်လို့ငါကတော့ငါကတော့ဆိုတာတွေကကျွန်တော်တို့ပြည်သူအတွက်ပို့ပြီးတော့နာကျင်စေ ရပါတယ်ခုလက်ရှိကျွန်တော်အမျိုးသားညူရီအစိုးရကံကောခန့်ကြောတိုက်နေပြည်သူအုပ်ချုပ်ရေးအဖွဲ့ကလေလံတင်ရောင်းချလိုက်တဲ့ကျိုးပြင်းတွေတည်ဆောင်လာတဲ့ဆယ်ဘင်းကားပြီးတော့လက်တလောကျွန်တော်တို့စကိုင်းနဲ့ရင်းမပင်ခရိုင်တွေပြီးတော့ပလဲမြုံနယ်တွင်းတွေမှာကိုကျိုးစည်းဝါးပြတ်တက်ထုတ်လို့နေပါတယ်ဆိုတဲ့အကြောင်းအရာတွေအများပြားကကျွန်တော်တို့ဒေသခံအညာသားတွေပို့ပြီးတော့သိပါမယ်အညာဟာတကယ် အညာခံနေရတာလားဆိုတာမျိုးကိုလည်းကျွန်တော်ပြည်သူတွေမြဲတယ်မင်းကိုထုတ်နေတယ်လို့တကယ်ကိုဒီလက်ရှိပေါ့ဗျာဣရဟိုတွေမှာဣရဟိုဘောတိုင်းသားနေမြေတွေမှာတိုက်ပွဲတွေဖြစ်ကြတယ်ဘယ်နေရာမှာအကုန်လုံးကတော့တိုက်ပွဲတွေဖြစ်ကြတယ်ဒါပေမဲ့အညာမှာဖြစ်တဲ့တိုက်ပွဲတွေကပိုးဆိုးပတ်ဆက်ကျွန်တော်ပြည်သူတွေတက်ခံရရဲ့ရဆက်ဆက်တက်ခံရဆိုးအားဆုံးမဲ့အညာမှာပြည်သူအများဆုံးသေတာကျွန်တော်ရင်မိသားစုဝင်တချင်မှာပြည်သူအလောက်မသေးဘူး ကရင်မှာလည်းပြည်သူအလောက်မသိဘူးကျွန်တော်ရဲ့မိသားစုလက်ရှိကျွန်တော်စက်တန်းတွေအရာအညာမှာကျွန်တော်တို့ရက်သားပြည်သူအများဆုံးတည်တာတည်တော်မှပို့ဆုပ်ပတ်ဆက်အသက်ခံရတာကျွန်တော်မိသားစုကျွန်တော်တို့ဓာတ်ပုံဗီဒီယိုမှတ်တမ်းတွေကျွန်တော်ရဲ့ Telegram မှာအမြဲတမ်းပေါ်ပြရရေးဆက်ဆက်ပြဆိုတော့ဒီအချင်းတွေကိုလက်ရှိတော်လန်ရေးဆိုတဲ့အောက်မှာရှိတဲ့ ခေါင်းဆောင်ခေါင်းဆောင်တိုင်းတပ်ဖွဲ့ဝင်တိုင်းတပ်ဖွဲ့ဝင်တိုင်းဟာပြည်သူကိုဗိုလ်ပြုပြည်သူမျက်နှာကိုကြည့်ပြီးတော့ပဲခမားတို့ရဲ့မမှန်တာတွေချပြီးတော့ခမားတို့အတူတူမပူးဆောင်မပူးပေါင်းနိုင်ဘူးလားမြန်မာကိုင်းနာတဲ့လက်နက်တွေခင်ဗျားတို့စားနေတဲ့ထမင်းအစခင်ဗျားတို့တောက်နေတဲ့ရေကားအစကျွန်တော်တို့ပြည်သူတွေရဲ့ချွေးနှဲစာတွေတကဘာလုံးမှာကြုံခံပြီးတော့မှပေးထားတဲ့ထောက်ပံ့ထားတဲ့ကူညီထားတဲ့ဝန်ရံထားတဲ့ပစ္စည်းတွေ ਨੇ ခမားတို့တော်လန်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာရက်တည်နိုင်ကြတယ်။ငါတို့ကတော်လန်ရေးအတွက်တနက်ကင်နေကြတယ်။ငါတို့ကတော်လန်ရေးအတွက်ရှေ့တန်းမှာတိုက်ပွဲဝင်နေကြတယ်ဆိုပြီးတော့ကျွန်တော်ပြည်သူကိုမမေ့လိုက်ပါနဲ့။ကျွန်တော်မေးချင်တဲ့မေးခွန်းဒီကနေပြီးတော့ကျွန်တော်မေးချင်တာကတော့မင်းတို့ပြည်သူမျက်နှာကိုမကြည့်နိုင်ဘူးလားပဲကျွန်တော်မေးချင်တာပါ။ခမားတို့ဘယ်ဖွဲ့ပဲဖြစ်ဖြစ်ညာဖွဲ့ပဲဖြစ်ဖြစ် ကျွန်တော် NUG ကာဝေးတဖွဲ့ဝင်အောက်မှာရှိတဲ့ကျွန်တော်တို့တဖွဲ့ဝင်တင်းအသီးသီးရလဲပဲကျွန်တော်တို့အနိုင်ဆုံးစိတ်ဓာတ်တွေကိုချိုးနှိမ်ပြီးတော့တိတ်ချပြီးတော့အတူတူလုံးလုံးလုံးနိုင်ဖို့အတွက်ကျွန်တော်တို့ပေါင်းစည်းရမယ့်အချိန်ဖြစ်နေပြီအခု ကေပြည်နယ်မှာလည်းပဲဒီကောင်တွေနီလန်းမျိုးစုံသုံးပြီးတော့စတောင်းထိုးကြတယ်။ KIA မှာလည်းပဲနီလန်းမျိုးစုံအင်အားသုံးပြီးတော့စတောင်းထိုးတယ်။ပြီးတော့ TNLA နေရာမှာလည်းပဲနီလန်းမျိုးစုံသုံးပြီးတော့စတောင်းထိုးတယ်။အညာကိုလည်းပဲအဲ့လိုပုံစံမျိုးနဲ့စတောင်းထိုးလာမှာဖြစ်တယ်။ဂျမ်ဖက်စစ်ခွတ်တက်လာ။ဆိုတော့အညာဟာလက်ရှိအခြေအနေတွေမှာတကယ်တမ်းအင်းနဲ့အားနဲ့စတောင်းထိုးလာမယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုးတုံ့ပြန်ကြမလဲ။ အခုအချိန်တည်းကကြိုတင်ပြီးတော့စဉ်းစားသင့်တယ်အခုအချိန်တည်းကပြည်သူကိုအမှန်ကဲကာဝယ်နိုင်ဖို့အတွက်ပြည်သူမျက်နှာမူပြီးတော့ကျွန်တော်တို့စုစည်းတဲ့ပြင်ဆင်ဖွဲ့စည်းနိုင်တဲ့ကျွန်တော်တို့အားလုံးခေါ်ခေါ်နေတဲ့တပ်ပေါင်းစုဆိုတာကြီးကိုပဲကျွန်တော်တို့ပြည်သူကကြားကျင်တာမြင်ကျင်တာဖြစ်တယ်။အခုပြဿနာတွေဖြစ်နေတာကိုကျွန်တော်တို့ပြည်သူလုံးဝကိုနှိမ့်ညို့ဘူးဆိုတာကိုလည်းကျွန်တော်အသိပေးလို့ကျွန်းတဲ့ပဲဖြစ်ဖြစ် တဝတန်စာရဘဖြစ်ဖြစ်အဲ့ဒါပြည်သူပိုင်းနဲ့ပစ္စည်းပြတော်လိုင်းရံပုံငွေဆိုပြီးတော့လုတ်ချင်တာလုတ်လို့မရဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီတိုက်ပွဲတွေပေါ်ဆောင်မယ်ဆိုရင်ကျွန်တော်တို့လက်နဲ့ကြည်လို့တယ်ဒါပဲကျွန်တော်အားလုံးပြောကြတာဆိုကြတာတော်လိုင်းကာလကြာလာတာနဲ့အမျှလက်နဲ့ပွဲစားတွေချမ်းသာသွားမှာ လက်နဲ့ရောင်းတဲ့နိုင်ငံတွေကအများကြီးဘာဖြစ်လို့ဆိုတော့နိုင်ငံကျွန်တော်တို့အိန္ဒိယနိုင်ငံတွေမှာစကြည့်လေကျွန်တော်ယူသားဆိုသူတို့က agree agree ညှင့်တင်သွားတာသူတို့လက်နဲ့အစုပ်ကြီးကျွန်တော်တို့နိုင်ငံတွင်းထဲမှာပြည်တွင်းစစ်ပုံဖော်ပြီးတော့အခုလိုတိုက်ပွဲတွေဖြစ်နေမြဲအခုလိုမညီမညွတ်ဖြစ်နေမှာသူတို့ကပြောကြတာဗျာဆုံးဖြစ်ကမဲ့လက်နက်တွေဗျာတန်ရင်ကျူရမဲ့လက်နက်တွေဈေးကောင်းကောင်းနဲ့ပြန်ရောင်းစားနေကြတာဒါကိုကျွန်တော်တို့သတိချက်ပါ တို့ဘုံရင်သူဟာမာအလာဖြစ်တယ်။စူစည်းတယ်တိုက်မှရ။ငါတိငါတက်ငါတို့ကတော့နှစ်ပေါင်းဘလောက်မှတိုက်ခဲ့တာလို့ငါတို့ကတော့ဒီအရာတွေတော့ဘယ်လိုပြောမလဲဗျာ။တော်လည်းရေးမှဆရာမရှိဘူး။တော်လည်းရေးမှအတူတူလှုပ်လှုပ်ဖို့ပဲလို့။ဒါကကျွန်တော်လူငယ်တယောက်လိုပဲကျွန်တော်ဖော်ပြနေခြင်းဖြစ်တယ်ကျွန်တော်ရဲ့မိသားစုဝင်တွေ။ဆိုတော့တော်လည်းရေးရဲပေါ့ဆို ရဲဘော်တီးတန်းဖြစ်ရပါပြီးတော့တော်လန်ရေးတက်ဖွဲ့ဝင်တခုတီးတာဖြစ်ဖို့လိုတယ်ဟိုဘက်ကမင်းအွန်လိုင်းတယောက်တည်းကအမိတ်ပေးနေတာဒီမှာကအမိတ်ပေါင်း16000ဖြစ်ချင်တိုင်းဖြစ်ရချင်တိုင်းပြန်ကိုရီအတွင်းထဲကကျွန်တော်တို့ဒါဖိတ်ချုပ်ထားတဲ့နေနေအတွင်းလေးကပဲစူပါစို့ဗျာကိုရီရဲ့သဘောကတန်စရာအရင်းမြစ်တွေတော့ကုန်သွားမယ်ကျွန်တော်တို့ကအရှိလဲမရောက်နောက်လဲမရောက်ပြီးတော့တစ်ဖက်ကစကြောင်းထိုးတော့လဲပဲကိုတက်ကိုလွယ်ပြီးတော့ တက်ဆုပ်ပေးရတဲ့အခြေအနေတွေကျွန်တော်တို့ပြည်သူမကြားချင်တော့ဘူးဟုတ်ပြီဒီနေ့မှာကျွန်တော်မိသားစုဝင်တွေကိုအာကြပြားလေးပုံနဲ့ကျွန်တော်ဖတ်ပြပြီးတော့ဆုံးသက်ချင်ပါတယ်ဥပ္ပနွေဦးလက်တွေ့ကူညီဖိမခြင်းသည်ဖျားလဲကြိုက်တယ်လို့ဒုက္ခကိုခံစားနေရတဲ့သူတိုင်းကြိုက်ဤဒီနိုင်ငံမှာလာမကဲပါ GN ဆိုတာ Unfriend လုတ်ဖို့တာတင့်တော်ပြီမိမိခွင့်ရေးမိမိတိုက်မှာအောင်ပွဲဆိုတာ ရလာပါမြေပြင်ဟာမြေပြင်ကသူတွေပူတည်၏ဝိင္သည်မြေပြင်ကိုတေချသည်လေတံချာဖန်တရားနာကြင်ရင်ကြာနီကံနားထောင်ပါငါတိငါတက်ဆိုတာတွေနဲ့ရှစ်မဆက်ကြပါနဲ့တတိပညာရှင်တွေသည်လူကြီးဖြစ်ပါစေလူငယ်ဖြစ်ပါစေနေရာဖယ်ပေးခြင်းဖြင့်ကူညီကြပါတော်လိုင်းနှောင့်နှင်းခြင်းရဲ့အဓိကပြဿနာက အလိုလောဘနဲ့စောင့်ကြည့်တိုင်းကစားနေလို့သာဖြစ်ပြီးငါဆိုတာမရှိဘူးပြောပြီးနတ်နေရာပျောက်မှာကြောက်နေကြတာဒီတော်လန်ရှင်းမှာတွေ့နေရတာပေါ့ဘုကြောင့်ဆန်ခင်မာသည်အမေဒေါ်အောင်ဆန်းစစ်ကြည်ခစ်လွန်ခဲ့ရင်ဤသူကသူတို့လိုစွမ်းဆောင်နိုင်မည်ဒါတွေကိုပြောလို့ဒေါ်လာမပွားကြနဲ့တောက်တက်ကနေနာကြပလန်ကြဆိုတာအများတို့သိပါတယ် မုန်းကန်ရေးသားတယ်ဆိုတာကျုပ်တို့မျိုးဆက်နဲ့အမြင့်ပြတ်စေဖို့ကျုပ်တို့မျိုးဆက်နဲ့အဆုံးသတ်စေဖို့ပရမဘုရားရှင်ကိုကိုးကွယ်ပြီးဒုတိယဘုရားသခင်ကိုတက်ကိုးကွယ်နေတဲ့သူတွေကြောင့်အမှန်တရားဆိုနောက်ောက်ကြနေတယ်အမှန်တရားဟာနောက်ောက်ကြတဲ့အချိန်ဘဝများစွာဟာအမှန်တရားအတွက်အသုံးတော်ခံရင်း RIP ရစ်ဆိုတာကြီးကိုလူရက်တင်ပြီး ေလိုင်းပေါ်မှာဒူရီရဲ့ဝန်နေချင်းခဏခဏကြာလူငယ်တွေကတနေ့ပြီးတနေ့သုံးတော်ခံပြီးပေါ့။ကြောင်းကောင်းလာတဲ့စကားဆိုတာရောင်းတန်းဝင်တဲ့စကားကိုချပြခြင်းပါရဲ့။လက်ပြာကပထမ RIP risk ဆိုတာဒူရီယာပေါ့ဗျာ။ဝန်ရံသူကိုတော်လန့်ပုံငန်းရင်းမတူတာဘေးမချိတ်ပဲအတွေးတွေကြောင်း စကားစရဲ့အဖွက်သေးရောင်မန်းမသိရောက်တာတော့ရင်းခုန်တရင်းစုံနဲ့တိတ်ခိုးဘောမဖြစ်နေတဲ့အဖြစ်ကိုထောက်ပြဝေဖန်အသုံးတော်ခံရင်ဘုံရန်သူဟာစကားစဆိုတာတိကျုံနဲ့မပြီးပါစေဘုံရန်သူဟာစကားစဆိုတာတိကျုံနဲ့မပြီးပါစေရှိတာပြို့သူကအောင်မီထက်ဖြစ်ပါ ကျမ်းမိသားစုဝင်တွေအတန်းထွက်ပေးပါအညာမကြီးဟာကျွန်တော်တို့ရဲ့နှလုံးသားဖြစ်ပါတယ်အညာမှာအခုလိုမျိုးဖြစ်ပြက်ပြီကျွန်တော်ထပ်ပြီးတော့မမြင်ချင်းမကြားချင်းတော့ပါတော်လိုင်းရေးမှာကျောလူငယ်တွေတပန်းများစွာပေးဆက်ရတယ်လို့ကျွန်တော်ပြည်သူလူလူဟာပုံပုံစိုးရတဲ့ဒါအခက်ခဲတွေနဲ့ကြုံတွေ့နေရတာဖြစ် ဒီတော်လန်ရေးမြန်လုံးပြီးမြောက်ဖို့ဟာဒီတနည်းပဲရှိပါတယ်အဲ့ဒါကတစုတစည်းတဲ့လှုပ်လှုပ်ရအောင်ဖြစ်တယ်လက်ရှိမင်းအောင်လှိုင်ကျမဖက်စစ်ခွေးတက်အကြောက်ဆုံးသောအရာဒါကိုလည်းကျွန်တော်တို့အမြဲတမ်းပြောတယ်ဒါပေမဲ့ဒီဟာကိုမလုပ်နိုင်တာကိုလည်းကျွန်တော်တို့တွေ့ရကျွန်တော်မြို့ဝပြည်သူတွေတော်လန်ရေးအမြဲဆုံးအောင်ဖို့ဟာ စုပေါင်းညီညာအောင်ချောင်းဖြာနိုင်ဖို့ဒီအတွက်ကျွန်တော်ရဲ့မိသားစုဝင်တွေအားလုံးကိုနေတင်ပြခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့အဲကျွန်တော်တို့မိမိတို့နဲ့ဒါတပ်ဖွဲ့ဝင်အသီးသီးကိုအာပူပေါင်းလှုပ်ဆောင်နိုင်ဖို့ပေါ့နော်ကျွန်တော်ပြည်သူတွေအတန်ထွက်ပေးဖို့မိသားရက်ခံရင်းနဲ့ဒီနေ့ဗီဒီယိုဆုံးသက်ပြစီနောက်လာတဲ့ဗီဒီယိုဒီထက်ပိုကောင်းအောင်ကျွန်တော်ကြိုးစားဖိပါမယ်